မနေ့ကငလင်ဘေးသင့်ပြည်သူတွေကိုကူညီကယ်ဆယ်ပြီးတော့ပြန်လာတဲ့ရင်တန်းကိုဒါရေခဲကြောင်းတွေရေခဲတုတ်တွေဝေခဲ့တဲ့ရေခဲကြောင်းတွေအကူကိုရုံးဝတီစိတ်တန်ကနေပြီးတော့ဒါငွေကြေးတွေလှူလိုက်တယ်အဲ့ဒီကူညီလိုက်တဲ့ငွေကြေးတွေကိုလည်းသူ့ရဲ့ကိုချိုးအတအတွက်အသုံးမပြုဘဲနဲ့ငလင်ဘေးသင့်ပြည်သူတွေကိုရုံးဝတီစိတ်ဆိုင်တဲ့အတူလှည့်လည်ပြီးတော့တွားရောက်ပြီးတော့လှူဒန်းမယ်တယ်ဗျာနော်တကယ်ကိုသူ့ရဲ့စိတ်စေတနာ လူသားဆန်မှုကဂုံယူလေးစားစရာပဲဗျာနော်ဒါမနေ့တုန်းက ဒီရေကဲကျောင်းတဲ့ညီအကိုလေးကနော်ဒါငလင်ဖေးတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ပြီးတော့ပြန်လာတဲ့သူတွေကိုလမ်းပေးလေးကနေသူ့ရဲ့ဒီသုံးပိန်းဆိုင်ကယ်လေးကိုဘေးမှာရက်ပြီးတော့နော်သူ့ရဲ့ရေကဲပုံးတွေကရေကဲထုတ်တွေဘလောက်ပဲကုံကုံကုံရင်လောက်ကုံဆိုပြီးတော့ဒါငလင်ဖေးတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ပြီးတော့ပြန်လာတဲ့သူတွေကိုသူကရေကဲကျောင်းတွေဝင်နေတဲ့ဟာလေးအဲ့ဒါကိုတခြားမြင်တဲ့သူတွေကရိုက်ပြီးတော့တင်လိုက်တာနော် လူတွေကသူ့ရဲ့လုံရက်လေးကိုအရင်ကိုချစ်ခင်လေးစားဂုဏ်ယူအတိမတ်ပြုတ်ပြီးတော့ Facebook TikTok တွေပေါ်မှာတင်လိုက်တာမြင်ရတဲ့သူတိုင်းကတကယ်ကို ကြည်နူးဝမ်းမြောက်ကြတယ်ဂုဏ်ယူလေးစားကြတယ်ကြည့်ရှုတဲ့သူတွေအရင်ကိုများသွားခဲ့တာဗျာနော်အဲ့လိုများသွားခဲ့ရတာကနေအခုဆိုရင်ဒါရုံးရီစိတ်ဆိုင်ကလည်းသူ့ကိုငွေကြေးတွေထောက်ပံ့ကူညီပေးတယ်အဲ့ဒီထောက်ပံ့ကူညီပေးတဲ့ငွေကြေးတွေကိုလည်းသူဟာသူ့ရဲ့ကိုကျွတ်အတ္တအတွက် အသုံးမပြုဘဲနဲ့ဒါငလင်းဘေးတင့်ပြည်သူတွေကိုဒါရုံးရီစိန်ဆိုင်နဲ့တူလှဲ့လေပြီးတော့တွားရောက်ပြီးတော့ကုညီလူနဲ့မယ်တဲ့နော်နောက်ပြောက်တော့ဒါကိုနိုင်ဆိုတဲ့ Facebook account ပိုင်ရှင်ကလည်းသူ့ရဲ့ Facebook မှာနော်ဒီညီကိုလေးကလှူတာတော့အကြောင်းမဆက်ဘူးနောက်ရဲ့အရင်ပြုတ်သွားမှပူရတယ်နော်အဲ့ကြတော့ဒီညီလေးရဲ့နေရာလိမ့်စာကိုသိရင်ပြောပြပေးကြပါသူ့ကိုဒါရေကားကြောင်လုပ်တဲ့စားကန်လေးလှူချင်လို့ပါဆိုပြီးတော့ဒါသူ့ရဲ့ Facebook မှာဈေးထားလိုက်တာနော် ဲ့လူဘယ်မျိုးကလဲတော့မသိဘူးရေခဲထုတ်တွေလာသမျှကလှူပေးနေတယ်လို့တွေ့တယ်စိတ်ပူမိတာတခုတော့ရှိတယ်နောက်နေ့ဈေးပြန်ရောက်ဖို့အရင်တောင်ရှိပါမလားပေါ့ထားပါတော့အဲ့လူကိုသိရင်ပြောပါတွန်းလဲနဲ့ရေခဲထုတ်ကိုသူများစီကဖောက်တယ်ယူရောက်နေရရင်သူ့အိမ်မှာလျှက်စစ်မီတုံးလို့ရရင်ကိုပိုင်းရေခဲထုတ်ရေခဲဆက်စားကန်အသေးတလုံးလှူချင်ပါတယ်ကိုနိုင်၃ညကို6633 2648ငါရက်ွက်မြောက်ကလာပအိမ်အမတ်439 နွယ်နီစတလန်ရန်ကုန်မြို့ဆိုပြီးတော့ဒါရေးထားတာဗျာနော်အဲသူ့ကိုဂွန်ပြူလိုက် comment share လုပ်ပေးကြတဲ့သူတွေ chicken လေးကြားကြတဲ့သူတွေကလည်းအမြောက်အများပဲဗျာနော် like ဒီကီရီကြီးပဲဒီကကြောင်းတဲ့ညီအကိုလေးကိုဒါ Lady Grace Diamond Land ကလည်းဒါကုညီပေးခြင်းတဲ့ကြောင်းရေးထားတာလေးကလည်းတကယ်ကိုအရေးအသားလေးကလည်းအရင်ကောင်းတယ်ဗျာနော်မြန်မာနိုင်ငံမှာစေတနာချမ်းသာတဲ့သူ့လိုလူတွေအများကြီးလိုအပ်ပါတယ် သူတော်ကိုကြေးချမ်းသာရင်တခြားသူတွေကိုပြန်လည်ဆောင်ရှောက်ပေးမဲ့သူမျိုးဆိုတာသူ့လောက်ရကသက်တည်ပါပဲဒါကြောင့်သူ့လူစေတနာမေတ္တာပြည့်ဝသူတွေရဲ့ဘဝကိုမြင့်တင်ပေးဖို့လိုအပ်ပါတယ်အဲ့ဒီလိုစိတ်ရင်းစေတနာကောင်းတဲ့သူတွေကြီးပွားချမ်းသာမှတခြားလိုအပ်သူတွေကိုပြန်လည်ကြည့်ရှုဆောင်ရှောက်နိုင်မှာပါသူပဲသူဆိုတာသိတဲ့သူတွေပြောပြပေးကြပါရှင်သူ့ရဲ့လေးစားစရာစိတ်စေတနာကိုဂုဏ်ပြုတဲ့အနေနဲ့ Lady Grace Diamond Land စင်တိုက်မိသားစုကဆိုင်ကအသက်တစီချင်းမြင့်ပေးမဲ့အပြင် သူဝဒနာပါရာအလုတ်လေးတွေကိုကုညီကောင်ထဲဖော်ပေးခြင်းလိုပါသူကိုတိတဲ့သူရှိရင်သူအကောင့်ဖြစ်စေဆက်သွယ်လို့ရမယ်လိပ်စာနဲ့ဖုန်းနံပါတ်ဖြစ်စေပြောပြပေးကြပါနော်ဖုန်း399955119000ကိုဆက်သွယ်ပြောကြားပေးလို့လည်းရပါတယ်။ကို့အတွက်မကြည့်ပဲလူသားချင်းအလေးထားပြီးစေတနာမြတ်တာပြည့်ဝသူများကို ရေးစားမတန်းတင်ပါတယ်ရှင်ဆိုပြီးတော့ဒါရေးထားတာဗျနန်းတင်မှုသူဆိုပြီးတော့ဒီဒီညီအကိုရဲ့လူဒန်းပေးကဲခြင်းတဲ့စိတ်လူသားချင်းစာနာထောက်ထားတဲ့စိတ်ကတကယ်ကိုနေချင်းညာချင်းကိုအကျိုးပေးသွားခဲ့တာပဲဗျာနော်အဲကျတော့ဂွန်ပြူတိုက်သူကိုဂွန်ပြူပေးနေကြတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဒါကုညီပေးကြတဲ့သူတွေအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာနော်အားလုံးကိုလည်းဂွန်ယူလေးစားပါတယ်ဟုတ်တာအဲ့ညီကြီးမကုလူနေရမယ်ဟုတ်ကဲ့ဩတာလူတာလူတာလူ